မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ရာပြည့်ပွဲတော်ဖွင့်ပွဲကျင်းပပြီးယာယီသမရဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်တက်ရောက်ဖွင့်လှစ်နေဆိုတဲ့နောက်ဆုံးရညနေခင်းသတင်းအပဝင်အပူပိုင်းမုန်တိုင်းမကမိုတောင်တရုတ်ပင်လယ်အတွင်းတိုင်ဖုန်းမုန်တိုင်းအဖြစ်ပြောင်းလဲမှာဖြစ်ပြီးလာမယ့်နှစ်ရက်မှာတင်းဆိုင်တိုင်းဒေသကြီးကရင်နဲ့မူပြည်နယ်တို့မှာမိုးများနိုင်တယ်ဆိုတဲ့သတင်းပါကစ္စတန်ဘချန်းရှိကာရှမီးယားဒေသမှာစူပူအုံကျမှုများဖြစ်ပွားပြီးလူရှည်ဦးသေဆုံးတယ်ဆိုတဲ့သတင်း ကစားသမားပွဲကိုအွန်လိုင်းအဆန်လဲထိုးနိုင်ပွဲနဲ့အဆုံးသတ်တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ယာပြည့်ပွဲတော်ဖွင့်ပွဲကျင်းပပြီးယာယီသမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ယာပြည့်ပွဲတော်ဖွင့်ပွဲအခမ်းအနားကိုမန္တလေးတက္ကသိုလ်တွင်ယနေ့အောက်တိုဘာလ၄ရက်နေ့နဲ့နက်၉နာရီချိန်မှစတင်ကကျင်းပခဲ့ပါတယ်။အဆိုပါအခမ်းအနားတွင်မန္တလေးတက္ကသိုလ်ယာပြည့်သဘင်ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကော်မရှင်တွင်းရမှုတွဲဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရင်းဝင်းဦးပြည်ထောင်စုအဆင့်အဖွဲ့စည်းများမှတာဝန်ရှိသူများပြည်ထောင်စုဝန်ကြီးများတမတော်မှအဆင့်မြင့်ရာရှိကြီးများမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒုတိယဝန်ကြီးများပမ္မခချုပ်များဒုတိယပမ္မခချုပ်များဆရာဆရာမများចောင်းသားចောင်းသူများចောင်းသားចောင်းသူဟောင်းများနှင့်ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည် ်မန္တလေးတက္ကသိုလ်သည်1925ခုနှစ်ဇူလိုင်လ4ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ရာယခုနှစ်2025ခုနှစ်ဇူလိုင်လ4ရက်တွင်နှစ်တရာပြည့်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်ဆက်လက်ပြီးတော့အပူပိုင်းမုန်တိုင်းမကမိုတောင်တရုတ်ပင်လယ်အတွင်းတိုင်ဖုန်းမုန်တိုင်းအဖြစ်ပြောင်းလဲမှာဖြစ်ပြီးလာမယ့်နှစ်ရက်မှာတနင်္လာရိုင်းစစကြီးကရင်နဲ့မုံပြင်းနယ်တို့မှာမိုးများနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါအပူပိုင်းမုန်တိုင်းမကမိုတောင်တရုတ်ပင်လယ်အတွင်းတိုင်ဖုန်းမုန်တိုင်းအဖြစ်ပြောင်းလဲမှာဖြစ်ပြီး လာမယ့်နှစ်ရက်အတွင်းတင်းလိုက်တိုင်းဒေသကြီးကရင်နဲ့မွန်ပြည်နယ်တို့မှာမိုးများနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။အော်တိုဘားလ3ရက်မိုးလဲဆန်နိုင်ခွဲတိုင်းထောက်ချက်အရာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများကိုဖျက်ကျော်လျက်ရှိတဲ့အားကောင်းတဲ့ပူပိုင်းမုန်တိုင်းမတ်မိုဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးအော်တိုဘား4ရက်နေ့မှာတောင်မြောက်ပင်လယ်ပြင်မှာတိုင်ဖုန်မုန်တိုင်းဖြစ်ပုံမအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရကြောင်းမိုးဆလကခန့်မှန်းပါတယ်။ဒါအပြင်အိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကဲချီကို ကိုဘာပူမျိုးအနီးမှာဖျက်ကျော်ခဲ့တဲ့အားကောင်းတဲ့မုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးအော်ရီတာပြည်နယ်တောင်ပိုင်းမှာမုန်တိုင်းငယ်ဖြစ်သောအာရော့သွားခဲ့ကြောင်းအဆိုပါမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးအိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဖျက်ကျော်နိုင်ကာတဖြည်းဖြည်းအာရော့သွားမယ်လို့ခန့်မှန်းရကြောင်းမိုးစလကထုတ်ပြန်ထားပါသည်။ဒါအပြင် မိုးဒိန်တောင်ဖြစ်ပေါ်တဲ့အခြေအနေများမှာတနင်္လာနေ့တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာမိုးဒိန်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေတာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုရကြောင်းမိုးဆလကထုတ်ပြန်ထားပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလီအားနေငယ်မှအားသေးသေးရှိနေကြောင်းမြမပင်လယ်ပြင်မှာလှိုင်းသင့်သင့်ရှိမှဖြစ်ကလှိုင်းပြင်မှာမြမကဲ ဲရဲတလျှောက်နဲ့ကဲလိုပေးလေပြင်းမှာ6ပေမှ10ပေကန်ရှိနိုင်ကြောင်းမိုးလီဝသနဲ့ဇလားပေလာညွှန်ကြားမှုအစည်းအဝေးကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတော့ပါကစ္စတန်ဗတ်ဂျန်ရှိကက်ရှမီးယားဒေသမှာစူပူအောင်ကြောင်းမှုများဖြစ်ပွားပြီးလူရှည်ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ပါကစ္စတန်နိုင်ငံကထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာလေးရက်ကြာစူပူဆန္ဒပြမှုများအတွင်လူရှည်ဦးထပ်မင်းတေဆုံးခဲ့တယ်လို့ပါကစ္စတန်အာဏာပိုင်များကအောက်တိုဘာလ2ရက်နေ့မှာပြောကြားခဲ့ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရီကာမှုဆက်လက်ဖြစ်ပေါ်နေတဲ့စူပူအုပ်ချုပ်မှုများကို ဖြေရှင်းရန်အကြီးအကဲရရှိများပါဝင်တဲ့ကော်မတီတရဲ့ဖွဲ့စည်းခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့မှာပါကစ္စတန်ဗတ်ချန်းရှိကက်ရှမီးယားဒေသရဲ့မြို့တော်မူဇာဖာရာဘတ်မှာအနီးအနားမြို့များမှာ လူထောက်ပေါင်းများစွာစုဝေးခဲ့ကြပြီမယ်လေအိစရာပြပွဲများရဲ့အတိုင်းတာနဲ့ပတ်သက်ပြီးသတင်းရင်းငယ်သာထွက်ပေါ်ခဲ့ပါတယ်1948ခုနှစ်ကလွတ်လပ်ရေးရခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်ဟာအဲ့ဒီအချိန်ကလေးကခွဲခြားအုပ်ချုပ်ခဲ့တဲ့ကက်ရှမီးယားဒေသမှာလက်ရှိဖြစ်ပွားနေတဲ့စုပုံမှုများကြောင့်ဖုန်းလိုင်းများနဲ့အင်တာနက်လိုင်းများကိုဖြတ်တောက်ထားပါတယ်။ ဒါပေမဲ့မာဆာဖာရာဘတ်မျိုးတော်မှထပ်ပေါ်လာတဲ့ဓာတ်ပုံများအရအော်တိုဘလာတရက်နေ့မှာအဒီကယုံနှင်းနှင်းရေးရဲတပွဲဟာဒရာတစင်းပေါ်မှမျက်ရည်ယုံပုံများကိုပြစ်ခတ်နေပုံများကိုမြင်တွေ့ရပါတယ်။လက်ရှိအချိန်ထိစူပိုအုပ်ချုပ်မှုများကြောင့်ရဲရရှိ၃ဦးနဲ့ရဲသား၅ဦးသေဆုံးကြောင်း အစ္စလာမဘက်မြို့တော်ရှိလုံခြုံရေးရရှိနှစ်ဦးကပြောကြားခဲ့ပါတယ်။စစ်နာပြမှုများစတင်ဖြစ်ပွားခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကနေစတင်ပြီးစစ်နာပြသူများနဲ့ရဲတပ်ဖွဲ့ကြားအဓိကရုံးဖြစ်ပွားမှုများဟာရောကြမသွားခဲ့ကြောင်းအဲ့ဒီရရှိနှစ်ဦးက ပြောပါတယ်။အဲ့လိုစူပအုပ်ချုပ်မှုများကြောင့်အဲ့ဒီတရှိစီးပွားရေးလုပ်ငန်းများစတင်ကြောင်းများနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်းငံ့ထားရကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ကစားသမားဘဝကိုအွန်လိုင်းအဆန်အလဲထိုးနိုင်ပွဲနဲ့အဆုံးသတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါမြန်မာ MMA ကစားသမားအွန်လိုင်းအဆန်ဟာသူ့ရဲ့နောက်ဆုံးပွဲမှာအလဲထိုးနိုင်ယူပြီးကစားသမားဘဝကိုလှလှပပအဆုံးသတ်နိုင်ခဲ့ပါတယ်အွန်လိုင်းအဆန်ဟာဆီရီနိုင်ငံသားစီဘက်တီယန်ကာချစ်စတန်ကိုဒုတိယအခြေ2မိနစ်20စက္ကန့်မှာအလဲထိုးနိုင်ယူခဲ့တာဖြစ်ပါတယ်အခုပွဲဟာ1 Fight Night 36ရဲ့ဒုတိယကောင်ပွဲ Middleweight တန်း MMA ပွဲစဉ်အဖြစ်ထိုးသတ်ခဲ့ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့ကလုံပန်းနီစတေဒီယမ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ် အွန်လိုင်းအန်ဆန်ဟာ2005ခုနှစ် professional ပွဲဥထွက်ခဲ့ပြီး2016ခုနှစ်မတ်လ10ရက်နေ့မှာ one championship ပထမဆုံးပွဲထိုးသတ်ခဲ့ပါတယ်။၎င်းဟာ one championship လက်အောက်ဆယ်စုနှစ်တစ်ခုနေပါ middleweight တန်းနဲ့ light heavyweight တန်းကမ္ဘာချန်ပီယံလည်းဖြစ်ခဲ့ပါတယ်။ one championship မှာစုစုပေါင်းပွဲ20ထိုးသတ်ခဲ့ပြီး15ပွဲနိုင်5ပွဲရှုံးမှတ်တမ်းရရှိခဲ့တာဖြစ်ပါတယ်။အလဲမို့တဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။